အားလုံးမင်္ဂလာပါဗျာဖော်ရင်းနေမြန်နေပြန်နေကြိုးစားပါတယ်ဗျကျွန်တော်ဒီနေ့မှတော့ဖုန်းသလုံးကဒီမှာပေါ့နော်အဲဒီမှာဆွဲလူမရပြူလူမရဖြစ်နေပါတယ်အဲဆွဲလူမရဘာမှလုံးမရဘူးနော်အဲ့လိုခြေနှမျိုးကြုံနေရရင်ကျွန်တော်တို့ကကွန်ပျူတာလေးလက်တော့ဆိုရှင်ကျွန်တော်တို့ရေကွန်မန်ပေါ့မှာ ADB device ပြီးတော့ ADB reboot ဆိုပြီးတော့ reboot လေးချလိုက်ရင်တော့ပြန်တက်လာရင်ကောင်းမှာဖြစ်ပါတယ်အဲဒီကောင်ကတော့ကျွန်တော်အဲ့လိုမျိုးအဲ့လိုမျိုးချစရာအဆင်ပြေတဲ့မိတ်ဆွေများတို့အတွက်တစ်ခါတည်းကွာကိုဒီမှာချမယ်နော်အဲ့တော့ချမယ်ဆိုတော့ဒီမှာ မယ်ဒီမှာမကြည့်လိုက်ပါဘောเนาะအဲသူကဘာမှလုပ်မရဘူးဘာမှဆွဲမရပြုတ်မရဖြစ်နေတယ်အဲ့တော့ကျွန်တော်တို့ကပါဝါပါဝါပိတ်ပြီးပြန်ဖွင့်ကြည့်မယ်ကျွန်တော်ပါဝါခလုတ်ကြကြလေးဖိတယ်အဲဒီမှာဒီမှာဒီပါဝါအော့မလားလို့ဘီဘူးလို့ပေါ်လာတယ်โอเค โอเคအားဆိုကျွန်တော်ပါဝါပြန်တက်လာပြီဒီကောင်လေးကကျွန်တော်ဒီပါဝါခလုတ်ကြကြဖိလိုက်တာပေးပြီးပြန်ပွင့်လာတယ်ပြန်ပွင့်လာတော့ဆွဲလို့ရသွားပြီပေါ့နော်အဲ့ဒါဘာကြောင့်ဖြစ်တာလဲဆိုတော့ကျွန်တော်တစ်ချက်လောက်သူ့ရဲ့သူ့ရဲ့ဒီမှာပေါ့နော်အဲဒီကောင်ကသူ့ wifi ကအဲ့လိုထောက်လျှောက်ဖွင့်တာလို့မရပါဘူးအဲဖုန်းနဲ့ပေါ့နော်ဒီမှာနော်အဲသူ့ wifi ရန်ထောက်လျှောက်ဖွင့်တာလေအဲ့လို wifi တောက်လျှောက်ဖွင့်လို့မရပါဘူးအဲ wifi တောက်လျှောက်ဖွင့်လို့ရှိရင်အခုလိုမျိုးပဲဘက်ထရီလဲကြောင်မယ်ဆက်လက်ပုမယ်ဆက်ဟမ်းမယ်ဂျမ်းဖြစ်မယ် ခုလိုမျိုးဆွဲမြပြမြလေးဖြစ်တတ်ပါတယ်။ဒါကြောင့်မလို့အဓိကအရေးကြီးတာက Wi-Fi လုံးဝ Wi-Fi ကိုလုံးဝကြာကြီးဖွင့်မထားပါနဲ့။သုံးရင်ဖွင့်မသုံးချက်ချင်းပြန်ပိတ်မှဖြစ်ပါတယ်။ Wi-Fi ကိုသုံးမယ်ဖွင့်မသုံးချက်ချင်းပြန်ပိတ်ပါ။ Wi-Fi ဖွင့်ပြီးအားလုံးကမသွင်းပါနဲ့မြ။ဒါလို့ဆိုရင်ချက်မဖြစ်တော့ပါဘူး။အဲ့တော့ကျွန်တော်ဖုန်းလေးမှာလည်းမလိုအပ်တဲ့ဂိမ်းနေဗီဒီယိုရှိရင်လည်း short ပေးပေါ့ဗျာနော်။အားလုံးကျေးဇူးတင်ပါတယ်။အဲ့တော့နောက်ပြီးတော့မှဆက်တွေ့ပါဦးမြ။ Line ဆွဲနေပြီ။အားပေးကြပါဦးခင်ဗျာ။ ားလုံးပဲမကလာမပြပို့ခွာနေတဲ့ပညာကနဲ့အားလုံးကိုကျိုးဆိုပါတယ်ဗျာ like and subscribe နဲ့ be အပိတ်ချပါဦးဗျာ yeah